မင်္ဂလာပါရှင်ကျမကတော့တရားလွတ်တော်ရှိနေဒေါ်နဲ့ရွေလိုက်ဖြစ်ပါတယ်ကျမမေးထားတဲ့မိကုံလေးကမိမပြန်ခေါ်တာတဲ့မပေါင်းနိုင်ဘူးလို့ပြောနေလို့ပါတဲ့အခုတူကအဝေးမှာတဲ့ကျွန်တော်မန်းလေးမှာပါတဲ့ဘယ်လိုလုပ်ရမလဲခင်ဗျာတဲ့အဲ့ဒါကဘယ်လိုလုပ်ရမလဲဆိုရင်အရင်ဆုံးကိုမိမကိုပြန်ခေါ်လို့မရဘူးဆိုရင်တရားရုံးကနေ နော်တရားဆွဲဆိုပြီးတော့တရားမမှုနဲ့တရားဆွဲဆိုပြီးမှမရပြန်ခေါ်လို့ခွင့်ဆိုပြီးမှတရားဆွဲဆိုလို့ရပါတယ်ဘယ်အချိန်မှာတရားဆွဲဆိုလို့ရတယ်လဲဆိုရင်ဒီအမျိုးသမီးက အိမ်ပေါ်ကနေဆင်းသွားတဲ့အချိန်ဒါလင်မယားပေါ့နော်ဒီလင်မယားစကားများတာဖြစ်ဖြစ်ရန်ဖြစ်တာဖြစ်ဘာကြောင့်မဲ့ဖြစ်ဖြစ်အိမ်မွားနေစင်းသွားတဲ့အချိန်ကနေစပြီးတော့တရားဆွဲဆိုလေးရပါတယ် ဘယ်အချိန်လို့ကတ်တတ်ထားတာကတော့မရှိပါဘူးတစ်နှစ်အတွင်းဆွေးရမယ်နှစ်နှစ်အတွင်းဆွေးရမယ်လို့လည်းမရှိပါဘူးလေမယားအဖြစ်နော်မကွာရှင်းတဲ့၍ပြန်ခေါ်လို့ရပါတယ်ပြန်ခေါ်ပြီးတော့ပြန်ခေါ်လို့ခွင့်ပေါ့နော်မယားပြန်ခေါ်လို့ခွင့်ဆိုပြီးမှအချိန်ကာလသတ်မှတ်ထားခြင်းမရှိဘူး၁၀နှစ်ပဲကြာကြာ၁၅နှစ်ပဲကြာကြာပြန်ပြီးတော့ဒီလေမယားခန္ဓာပေါ့နော်တရားဝင်မကွာရှင်းတဲ့၍တရားဆွေးပြီးတော့ပြန်ခေါ်လို့ရပါတယ်ဘယ်မှာတရားဆွေးရမလဲဆိုရင် တရေပြိုင်ရှိရနေရအမျိုးသမီးရှိရအရက်ပေါ့နော်အမျိုးသမီးနေထိုင်တဲ့အရက်မှာလည်းတရားစွဲလို့ရသလိုနောက်ဆုံးပေါင်းတင်နေထိုင်ခဲ့တဲ့နေရာဥပမာမန်လေးမှာပေါင်းတင်ခဲ့တာလားရန်ကုန်မှာပေါင်းတင်ခဲ့တာလားအဲအဲ့လိုမျိုးနောက်ဆုံးပေါင်းတင်ခဲ့တဲ့နေရာမှာတရားစွဲဆိုလို့ရပါတယ်အဲ့တော့မိမကိုပြန်ခေါ်ခြင်းရင်ဒီလိုတရားရုံးကနေမြား ပြန်ခေါ်လို့ခွင့်ဆိုပြီးမှဥတိုက်လျှောက်ပြီးတော့တရားစွဲဆိုလို့ရပါတယ်ဒီစုတမားလေးရှင်